ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်ရမယ်နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့အလုတ်ကိုင်းငွေကြေးကျမ်းမာရေးလူမှုရေးအဲနောက်ပညာရေးနဲ့ဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရန်အတိုက်အခိုက်ရှိမရှိ ဆိုပြီးတော့ဒါအကြောင်းအရာခုနှစ်မျိုးကိုဒါတဲရော့ကတ်လေးတွေနဲ့ကျွန်တော်တက်ကတ်ချင်းထုတ်ပြီးတော့အဲကြီးကြီးဟောပြောပြသွားမှာပဲ ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာကဲတော့စနေသားကြီးများကအခုဒီဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာကာလတော်တွင်မှာလုပ်ငန်းခိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းနှစ်ခုပေါ်ပေါက်လာနိုင်ပါတယ် ဲ့တော့အဲ့ဒီပေါ်ပေါက်လာတဲ့အခွင့်အလမ်းကောင်းတွေကိုအသုံးချပြီးတော့တိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အလုံးမှပြဿနာလေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်။ဒါပေမဲ့ဘယ်ပြဿနာပဲဖြစ်ဖြစ်ပြောလိုက်ဆိုလိုက်ဖြေရှင်းလိုက်မယ်ဆိုရင်ဒါပြီးမြောက်သွားပါလိမ့်မယ်။ပြေလည်သွားပါလိမ့်မယ်။အဲ့တော့အခက်ခဲနဲ့အတူတိုးတက်အောင်မြင်မှုတွေကိုဒါရရှိစေနိုင်မယ်လာတလာပဲလို့ဒါကျွန်တော်အနေနဲ့ဒါလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကို တွေ့ရပါတယ်ခင်ဗျာစနေလားဒီနားရဲ့ငွေရေးကြေးပိုင်းအတွက်ကြီးလိုက်တဲ့အခါမှာငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိတယ်လို့တွေ့ရပါတယ်ပုံမှန်အလုပ်ပုံမှန်စည်းဝါပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်အအပြင်ဒါထိပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့နော်ငွေတွေကြေးတွေအစုလိုက်ပုံလိုက်အလုံးလိုက်အရင်လိုက်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ဒီကာလအတွင်းမှာငွေကြေးကိစ္စတချို့အတွက်နဲ့ ခေါင်းပူစရာစိတ်ရှုပ်စရာလေးတွေရှိနိုင်တော့လည်းပဲအားလုံးကိုပြေလည်အောင်ဖြည့်ရှင်းလှုပ်ဆောင်နိုင်ပါလိမ့်မယ်။ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းစေမယ့်လာတလာပဲလို့တွေးရပါတယ်ခင်ဗျာ။ကျမ်းမာရေးပိုင်းအတွက်ဆက်ပြီးတော့ကြည့်ပေးပါမယ်။ ဘာမှစိတ်ပူစရာမရှိပါဘူး။ကျန်းမာရေးပိုင်းအတွက်လည်းပဲကောင်းမွန်လိုတဲ့မှုတွေကိုရရှိစေနိုင်ပါလေ။တောတော်လာလာလှုပ်လှုပ်ရှားရှားရှားနေပေးနေတဲ့လူတယောက်အနေနဲ့မကျန်းမာစရာအခြေအနေဘာတစ်ခုမှမရှိပါဘူး။အဲ့လိုမှမဟုတ်ဘဲနဲ့စိတ်လှုပ်ရှားမှုမရှိဘူး။ငြိမ်နေတယ်၊ခိုင်နေတယ်၊လဲနေတာတွေညားနေတယ်ဆိုရင်လားညံကောင်းညံပါလိမ့်မယ်အဲ့တော့ကျမကြီးဟာကိုယ်လည်းလှုပ်ရှားမှုနဲ့လည်းပဲဓာတ်ရိုက်သက်ဆိုင်နေတယ်လို့တွေ့ရပါတယ်။ဒါပဲဖြစ်ဖြစ်ညံစေတဲ့အညံမျိုးရဲ့လို့တော့ ကျွန်တော်အနေနဲ့မတွေ့ရပါဘူးခင်ဗျာအဲဆက်လက်ပြီးတော့လူမှုပေါင်းတဲ့ဆက်ဆံရေးအခြေအနေကိုကြည့်ပြပါမယ်လူမှုရေးပိုင်းမှာတော့အဆင်မပြေတဲ့သူတော်တော်များများနဲ့ကြုံတွေ့ရတတ်ပါတယ်အဲ့တော့လူမှုရေးပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်တယ်စိတ်ရှုပ်ရတတ်တယ်အဲပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်အဲ့တော့ဒီချိန်ကာလတည်းမှာ လူတွေနဲ့ပေါင်းတဲ့ပတ်သက်ဆက်ဆံရတဲ့နေရာတွေမှာဂယုဆိုင်ပါ ကိုပေါင်းစိတ်ခွာသဘောမျိုးလေးနဲ့ပဲပေါင်းစိတ်ကြမှာတယ်လို့လည်းပဲအကြံပြုပေးလိုက်ရပါတယ်ခင်ဗျာကဆက်လက်ပြီးတော့ပညာရေးကံဘာသာရေးကံကြည့်ပေးပါမယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရှိနိုင်တယ်လို့ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲတိုးတက်အောင်မြင်မှုတွေကိုရရှိစေတတ်တယ်လို့တွေးရပါတယ်ပညာရေးကံနဲ့ဘာသာရေးကံ အလုံးပဲ ကောင်းမွန်လာပါတယ်ဆက်လက်ပြီးတော့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြည့်ပေးပါမယ်အလွန်ကိုအဆင်ပြေနိုင်ပါတယ်ကောင်းသောခရီးတွေသွားတတ်ပါတယ်စိတ်ချမ်းသာသောခရီးတွေသွားတတ်ပါတယ်ခရီးကိစ္စတွေကံကောင်းစေတဲ့လာတလာလို့တွေ့ရပါတယ်ခင်ဗျာရံအတိုက်ခိုက်ရှိမရှိကိုကြည့်လိုက်တဲ့အခါမှာရံအတိုက်ခိုက်လေးတွေရှိနိုင်ပါတယ်အနှောက်ယှက်လေးတွေကြုံရတတ်ပါတယ်ဒါလေးတွေကိုတော့နည်းနည်းလေးသတိထားစေချင်ပါတယ်ခင်ဗျာ ဲဒါကတော့ပထမတဲရောကတ်တွေကိုကြည့်ပြီးတော့လိုအပ်ထားဒီအားလုံးကိုပြည့်ပြည့်စုံစုံလေးဟောပြောပြတာပါဆက်လက်ပြီးတော့စနေသားမီးများမှာဘလုကန်အခွဲအလန်းကောင်းနေရရှိစေနိုင်အောင်မလဲနောက်အဲ့လိုပဲဘလုရေရာတွေကိုဆောင်ရဲတင့်ပါတယ်လဲဆိုတာကိုနောက်တစ်ချိန်ကျတော့ထပ်ပြီးတော့ ကြည့်ပြမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမီးများကျင်တယ်ဆိုရင်အဲကျွန်တော်ရဲ့ TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီမီးများလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတဲ့လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူသောကတဝူးကို 2000ကျပ်ယူပါတယ်ခင်ဗျာနောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများအတွက်အခုဒီနိုဝင်ဘာလပထမပတ်ပေါ့နော်လာဇန်းပိုင်းတွင်ကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့လာရောက်တွေ့ဆုံမေးမြန်းလို့ရပါတယ် ောက်တစ်ခုကတော့ကျွန်တော်နာမည်နဲ့ video application လေးလောက်ထလာရှိပါတယ် Play Store မှာစောရန်ထွန်းဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ video application လေးကို download ဆဲကနေ့စဉ်ကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောလေးကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒါအပြင်တပတ်စာဟောစတန်နေတစ်လစာဟောစတန်နေတစ်နှစ်စာဟောစတန်တွေကိုလည်းပဲ application လေးထဲမှာတက်နေရတယ်တစုတည်းတစီတည်းကြည့်လို့ရအောင်တင်ပေးထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ application လေးကို download ဆွဲပြီးတော့ကြည့်ရှုအားပေးတဲ့မိတ်ဆွေများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ကျွန်တော်ကတိလို့တဲ့မိကွန်းတစ်ခုကိုတဝချင်းတယောက်ချင်းတွေဒါပြန်ပြီးတော့ဖြည့်ပြီးဟောပေးပါမယ်အဲ့တော့ဒါ application လေးကို download ဆွဲထားတာလေးကိုဒီရဲ့ပို့အောက်မှာဒါ sequential လေးမှတ်ပြီးလို့ရှိရင်ကိုတိကျင်တဲ့မိကျင်တဲ့မိကွန်းအကြောင်းအရာတစ်ခုကိုမေးလို့ရပါတယ်အဲကျွန်တော်ကနေပြီးတော့အင်္ဂါဝိဇ္ဇာသို့မဟုတ် terror ကနေကြည့်ပြီးတော့မေးလာတဲ့မိကွန်းကို ဖြည့်ပေးဟောပေးပါမယ်ဒါကတော့ကျွန်တော်ဘက်ကတတ်နိုင်တဲ့အနေအထားနဲ့ပေါ့နော်ဂျေဇူးတုံ့ပြန်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့စနေသားနေ့တွေတဲရော့ကန်လေးကျွန်တော်ကပ်ပြီးတော့ကြည့်ပေးလိုက်ပါပြီစနေသားနေ့များနေ့ဒါခုဖြတ်တန်းဝင်ရပါမယ်နိုဝင်ဘာလတလတာကာလတွင်မှာဘာသာရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့အခြေအနေတွေပေါ်ပေါက်လာနိုင်ပါတယ်။ကြီးကဲသော ပုံကူတွေရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်တယ်လို့တွေးရပါတယ်။ဘာကိုပဲလို့လို့အသိဉာဏ်ပညာအတွေးခေါ်နဲ့လို့ပါစဉ်စဉ်စားစားတိုင်တိုင်ပင်ပင်တွေးတွေးခေါ်ခေါ်ဉာဏ်အမျှော်မြင်တဲ့အလုပ်လုပ်ပါကိုယ့်ရဲ့လောကန်ဆောင်ရွက်ချက်တွေဟာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အစိုးရပြောခွင့်ဆိုဘာသာရေးလုပ်လေတွေကိုတန်းနှံတဲ့လောက်လုပ်ပေးပါအဲ့တော့ရေရာအနေနဲ့ကတော့ဘုန်းကြီးရဟန်းတန်ခါနဲ့ပတ်သက်ပြီးတော့ကို ုတန်းနိုင်တဲ့ကုစုကောင်းမှုတပုပ်ပုပ်ပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုပေးလိုက်ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကို အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့အဖော်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ